င်းမှာတော့ခလေးငယ်လေးတွေစားရေးဖို့အတွက် white bowl လေးတွေကိုအိမ်မှာရှိတဲ့ပစ္စည်းလေးတွေနဲ့ပဲလုပ်ကြည့်ကြရအောင်။ဂတ်ထုဆက်ကူလေးနဲ့ plastic အိတ်တွေပဲလိုတာဖြစ်တဲ့အတွက်ကြောင့်မလို့အိမ်မှာမဖြစ်မနေလိုက်လုပ်ကြည့်ကြည့်ပါ။အရင်ဆုံးပေါ့နော် plastic အိတ်အကြီးလေးကိုကျမတို့အောက်ကနေပြီးတော့စက်ကူအဖြူလေးနဲ့ပေါ့နော်တွဲပြီးတော့ကပ်ပေးလိုက်ပါမယ်။ ပြီးတဲ့အခါမှာဆိုရင်တော့ခုနကတုန်းကစာရွက်အနေထားလေးအတိုင်းပေါ့နော်ဂတ္ထုဆက်ကူလေးကိုညှက်ပေးလိုက်ပါမယ်။အပေါ်ကအဝိုင်းလေးကကြတော့ကျမတို့အယုတ်ပုံစံလေးပုံမှာဖြစ်တဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့ညှက်ထားပေးလိုက်တာပါ။ခုနကဂတ္ထုဆက်ကူအရွယ်အစားအတိုင်းပဲနောက်ထပ်တစ်ခုကိုလည်းညှက်ထားပြလိုက်ပါမယ်။ပြီးတဲ့အခါမှာဆိုရင်တော့သူကအလေကအပေါက်နေရာလေးပေါ့နော်။စာရေးဖို့နေရာလေးကိုဖောက်ထားပြလိုက်မယ်။ ဝိုင်းပုံတွေကိုပို့ပြီးတော့လှသွားအောင်လို့အပေါ်ကနေပြီးတော့ရောင်စုံဆက်ကူခင်ရန်နုရောင်လေးနဲ့ပေါ့နော်ထပ်ပြီးတော့ကတ်ထားပေးလိုက်ပါတယ်ပြီးရင်တော့ကျမတို့တွေခုနကတော့ကတ်ထားတဲ့ဂတ်ထုဆက်ကူအပေါ်မှာပဲနောက်တလွှာထပ်ပြီးတော့ကတ်ထားပေးလိုက်ပါမယ်။ ကလေးလေးတွေပို့ပြီးတော့သဘောကြအောင်စောနာကထားထားတဲ့အပေါ်ကနေရလွတ်လေးမှာအယုတ်ပုံစံလေးဆွဲပေးလိုက်ပါမယ်။ အခုဆိုရင်တော့ချစ်စရာကောင်းတဲ့ white ဘုတ်လေးတစ်ခုကိုပေါ့နော်ဈေးကြီးပြပြဝယ်စရာမလိုပဲနဲ့အိမ်မှာပဲလွယ်လင်းတကူပြုလုပ်လို့ရပါပြီ